နောက်ဆုံးပွဲစဉ်မှာမြန်မာခုံကိုဆောင်ကစွီဒင်ဖိုက်တာကိုလှလှပပအနိုင်ယူရင်းမြန်မာပြည်သက်တွေကိုပျော်ရွှင်မှုပေးကနှုတ်ဆက်သွားတဲ့အောင်လပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လင်စိုက်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်မြန်မာပြည်သက်တွေရဲ့အချစ်တော်ကျမတို့ရဲ့သူရဲကောင်းကြီးအောင်လအစံတယောက်သူရဲကစားသမားဘဝကိုပြည်သက်တွေကိုစိတ်ကြင်နဲ့မှုအပြေးဝပေးရင်းနဲ့ကျိုးဝိုင်းပေါ်ကနေအောင်မြင်စွာနှုတ်ဆက်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်ရှင် ဒါကရိုးရိုးနှုတ်ဆက်ပွဲတကူမဟုတ်ပဲသူ့ကိုချစ်တဲ့မြန်မာပြည်သူတွေအတွက်ပျော်ရွှင်မှုတွေ၊ဂုဏ်ယူမှုတွေနဲ့အမတ်တရားတွေကိုနောက်ဆုံးအနေနဲ့လက်ဆောင်ပေးသွားခဲ့တဲ့ပွဲတပွဲဆိုရင်လည်းမမပါဘူး။အောင်လကအစောပိုင်းရှောင်းမီအော်တိုဂန်နဲ့ပွဲပြီးမှအနားယူဖို့ရည်ရွယ်ထားခဲ့ပေမဲ့သူ့ကိုအမြဲတမ်းအားပေးခဲ့တဲ့မြန်မာပြည်သက်တွေအတွက်နှုတ်ဆက်ပွဲတပွဲကိုခံခံနာနာနဲ့အောင်ပွဲခံရင်အဆုံးသတ်ပြီးကျင်ခဲ့ရကြအောင်ဒီပွဲကိုအထူးတလဲထိုးသတ်ပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီပွဲကသူ့ရဲ့ပြည်သက်တွေပေါ်မှာထားတဲ့မြစ်တာနဲ့အလေးထားမှုတွေကိုပြသ လိုက်တဲ့ပွဲတစ်ပွဲလေးဖြစ်ပါတယ်အခုတော့အွန်လိုင်းကသူပြောခဲ့တဲ့အတိုင်းပါပဲပရိသတ်တွေကိုအကောင်းဆုံးလက်ဆောင်ပေးသွားခဲ့ပါပြီ။ပြိုင်ဘက်ဆွေဒင်ကစားသမားကာတက်စတန်ကိုဒုတိယချီမှာပဲအလဲထိုးနိုင်ယူပြီးတော့မြမကုံကိုနောက်ဆုံးတစ်ကြိမ်ထပ်မံဆောင်နိုင်ခဲ့ပါတယ်။ကမ္ဘာချန်ပီယံတယောက်ရဲ့နှုတ်ဆက်ပွဲဖြစ်ပြီး အခမ်းအနားတစ်ခုလုံးကတကယ်ကိုကြီးကျယ်ခမ်းနားပြီးတော့စက်သီးထားစရာကောင်းလောက်အောင်ကိုစိတ်လုံရှားမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။အထူးသဖြင့်တော့ဂျိုးဝိုင်းလေးကိုဝင်လာချိန်မှာမြမရော့ခ်ရဲ့ဘယင်လေးဖြူကိုရိုင်း live တီဆိုတဲ့အမဲလိုက်ကတချင်းကိုနောက်ဆုံးတစ်ခေါက်အဖြစ်ကြားခွင့်ရလိုက်တာကတော့ Queen ထဲမှာရှိတဲ့ပရိသတ်တွေရောဒီကမ္ဘာလုံးကနေကြီးရှုနေတဲ့မြမပရိသတ်တွေအတွက်ပါဘယ်တော့မှမေးနိုင်မှာမဟုတ်တဲ့အမှတ်တရတစ်ခုဖြစ်ခဲ့ပါတယ်။ပရိသတ်တွေရဲ့အကွင်းလုံးပြည့်အားပေးတန်ကလည်းဒီသမိုင်းဝင်ညကိုပို့ပြီးတော့အသက်ဝင်စေခဲ့ပါတယ်။ online အဆန်းဆိုတာလွန်ခဲ့တဲ့အစဉ်အစုနဲ့ 够了。 မြန်မာဆိုတဲ့နာမည်ကိုကမ္ဘာလယ်မှာဂုံယူဝင်ကြွားစွာနဲ့ရပ်တည်နိုင်အောင်ဆွမ်းဆောင်ပေးခဲ့သူပါမြန်မာတွေက MMA ဆိုတာနဲ့တိတ်မရင်နေသေးတဲ့အချိန်မှာဒီအားကစားရဲ့စိတ်လှုပ်ရှားဖွယ်ရာတွေကိုမိတ်ဆက်ပေးခဲ့ပြီးတော့မျိုးဆက်သစ်တွေအတွက်လမ်းပြကျယ်တဲ့ဝင်ဖြစ်ခဲ့တာပါကမ္ဘာအဆင့်မြင့်အားကစားသမားဆိုတာမရှိသလောက်ရှားပါးချိန်မှာအောက်လိုက်ရဲ့ပေါ်ထွက်လာမှုကမြန်မာဟိလိုကြွေးကြော်ဖို့အကြောင်းရင်းတစ်ခုဖြစ်ခဲ့ပြီးတော့ဝမ်ချန်ပီယံရှစ်ရဲ့ Middleweight နဲ့ Light Heavyweight ကမ္ဘာချန်ပီယံကမ္ဘာနှစ်ခုကိုစုကူးပြခဲ့ချိန်မှာတော့မြန်မာအားကစားသမားရဲ့ရွှေရောင်လွှမ်းတဲ့နေရ ရက်တွေပါပဲ။ပွဲပြီးနှုတ်ဆက်စကားပြောချိန်မှာအောင်လာကသူ့ကိုအမြဲတမ်းယုံကြည်အားပေးခဲ့တဲ့ပရိသတ်တွေကမျက်ရည်တွေနဲ့အတူကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ပရိသတ်တွေရဲ့အားပေးမှုသာမရှိရင်သူဒီနေရာကိုဘယ်တော့မှရောက်မှာမဟုတ်ဘူးလို့ဆိုသလိုလက်ရှိအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာပြည်သူတွေကိုလည်းစိတ်တက်မကြဖို့အတွက် အားပေးစကားတွေကိုပြောကြားခဲ့ပါသေးတယ်။ ဒီပွဲအတွက်ဝမ်ချန်ပီယံရှစ်ပါရှင်မစ္စတာချက်ထရီကနေဒေါ်လာ9000ချင်းမြင့်ခဲ့ပြီးတော့သူ့ရဲ့ကစားသမားဘဝကိုအောင်မြင်စွာနဲ့အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဂျိုဝိုင်းထဲမှာသူ့ကိုထမ်းမတွေ့ရတော့ပေမဲ့သူချစ်တဲ့ MMA အားကစားလောကမှာနီးပြားတယောက်အနေနဲ့ဆက်ရှိနေအောင်မယ်လို့သိရပါတယ်။သူက MMA ကစားသမားဘဝကနေအနားယူသွားခဲ့ပေမဲ့မြန်မာပြည်သက်တွေရဲ့ယင်ထဲမှာတော့သူရဲကောင်းတယောက်အဖြစ်နဲ့ထာဝစဉ်ရှိနေမှာသိကြပါတယ်။ပြည်သက်တို့ရောရှင်အောင်လန့်အစံရဲ့ဒီနောက်ဆုံးနှုတ်ဆက်ပွဲနဲ့ပတ်သက်ပြီးတော့ဘလောက်ထိကျေနပ်အားရမှုရှိခဲ့ကြလဲ။သူရဲ့ဆယ်နှစ်တာခရီးလမ်းမှာကိုယ်အကျိုက်ဆုံးအမတ်တရားဖြစ်ဆုံးပွဲစဉ်လေးတွေရှင်လည်းမှတ်ချက်ပေးခဲ့ပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။